ဟာကိုကိုကိုဘလောက်ထိမ့်သိမ့်နိုင်တယ်လေအံ့ဩစရာကောင်းတဲ့လူတစ်ယောက်အကြောင်းပြောမှာပါနော်အဲ့ဒီလိုအံ့ဩစရာကောင်းတဲ့လူတစ်ယောက်အကြောင်းကိုဘာကြောင့်ပြောရသလဲဆိုတော့အတုယူစီခြင်းနဲ့စိတ်နဲ့ပြောမှာပေါ့နော်လူငယ်တွေအတွက်ပေါ့အတိတ်ကဩအင်မတန်ထိမ့်သိမ့်နိုင်တဲ့လူပဲအဲ့ဒီလူကဘယ်လိုလဲဆိုတော့ဘုရင်တော်မြတ်စွာဘုရားဝိလုံအကြောင်းလိုက်မှာသတင်းသုံးတော်မူခြင်းခံကာလရာဇဂြိုမြို့တဲ့တတိအမျိုးတစ်မျိုးမှာ အင်မတန်ကူးဆက်လွယ်တဲ့ယောဂတစ်ခုဆွဲကတ်တယ်။စားတဲ့ကတော့ယင်းအနာလို့ရေးထားတယ်။အဲ့ဒီယင်းအနာကအိမ်ချံပေါက်ကိုဖောက်ပြီးတော့ထွက်ပြေးမှလွတ်တယ်လို့ဆိုတယ်။ဆိုလိုတာကတိတိယင်းတောက်လျှောက်ကိုပြေးတယ်လို့ပြောလို့သလားတော့မသိဘူး။ဒါဒီကနေ့ခေတ်တော့အဲ့လိုလည်းမရှိပါဘူး။ဒါစားတဲ့မှာရေးထားတာတွေကိုအရှင်တို့ပြောပြတာ။ပေးတဲ့တို့လည်းစဉ်းစားတတ်ဖို့နော်။ယင်းအနာတဲ့အဲ့ဒါဆွဲတယ်။အဲ့တော့မိဘတွေကတို့တော့တည်တော့မှသူတို့ယောဂဆွဲပြီးပြီ။ အဲ့ဒါကိုသိတော့သူတို့ရဲ့တူဦးရီတော်သားလေးကိုမှားတယ်။ငါသားမင်းအိမ်ခြံဆက်ကိုဖောက်ပြီးတော့အိမ်နံရံကိုဖောက်ပြီးတော့ထွက်ပြေးတော့ဘယ်နာဘယ်နာမှာဒုတ်ပိုင်တဲ့ဂရေ40ကိုမြုပ်ထားတာ။အဲ့ဒါဒီယောဂကတ်ကြီးငိမ့်ပြီဆိုတော့မှငါသားပြန်လာပြီးတော့အဲ့ဒါကိုတူးဖို့ပြီးတော့အသက်မွေးဝမ်းကြောင်းမှုပြုပါလေလို့မှားတော့သားဖြစ်တဲ့လူကဟုတ်ပြီဆိုပြီးတော့မတည်သေးသောအမေအဖေကိုပြစ်ပြီးတော့ပြေးတာဗျ။အဲ့ဒါအမေအဖေဒီအမျိုးတွေအကုန်တည်တယ်အဲ့ဒီကလေးတယောက်ပဲလွတ်တယ်။ အဲ့ဒါနဲ့သူတနေတကြီးရောက်ရောက်ပြီးတော့ဒီလိုနဲ့သူပြန်မလာဘူးပြန်မလာဘူးနှစ်တည်းတော်ကြာသွားတယ်အဒီမှာနောက်သူတော်တော်လေးအရွယ်ရောက်လာပြီဆိုတော့မုစိတ်မွေးတွေပတိုင်းမွေးတွေနဲ့သူပြန်ရောက်လာတယ်ပြန်ရောက်လာတော့သူ့ကိုအရက်ကဘသူမှမမှတ်မိတော့အဲ့ဒါလို့မမှတ်မိတော့အဲ့ဒီကလေးအဲ့ဒီလူလင်ကညံရှိတယ်ထိမ့်သိမ့်နိုင်စွမ်းရှိတယ်မစင်းသားလဲဆိုတော့ငားတဲ့ဒီအချိန်မှာ ကလေး၄၀သောပစ္စည်းတွေကိုတူးဖို့ပြီးတော့ဆွဲမယ်သုံးဆွဲမယ်ဆိုလို့ရှိဒီကောင်ဘယ်ကနေခိုးလာတယ်လဲတိုက်လာတယ်လဲငါ့ကိုဘယ်သူမှယုံကြည်မှာမဟုတ်ဘူးငါဘက်ကထောက်ခံမဲ့လူလဲငါတယောက်မှအခုမရှိတော့ဘူးတက်တည်လေအဲ့ဒီတော့ငါနဲ့ဒီပစ္စည်းတွေပဲရှိတာအဲ့တော့ဒီချိန်မှာငါထုတ်ယူသုံးဆွဲမယ်ဆိုရင်ငါအကြီးအကျယ်ဒုက္ခရောက်နိုင်မယ် तू သိတယ်နော် तू ထုတ်ယူမသုံးဆွဲဘူးအဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့အောင်းအေးနိုင်တယ်စောင့်စည်းနိုင်တယ်ကလေး၄၀သောပစ္စည်းရှိနေတယ်နော် ဲ့ဒါသူဘာလုပ်လဲဆိုတော့အော်အလုတ်လိုက်ရှာတယ်ကျွန်တော်ဘာလို့မြင်ရမလဲပေါ့အဲ့တော့ရက်ကဝိုင်းပြီးတော့ပေးတယ်မင်းခုမှရောက်လာတယ်ကွာကဲအဲ့လိုဆိုလို့ရှိရင်မင်းရစော်လို့ကွာမင်းကိုတို့လာကဝိုင်းပေးမယ်ရစော်ဆိုတာကဥစဉ်ကနားလေအောင်ပြောလိုက်တာပါစာထဲမှာပါတာကတော့ဩအိယာထားခြင်းရောက်ပါပြီထားကြပါဆွနေပါလေချက်ကြပါအော်အလုတ်တွေဝင်ကြပါပြင်းမနေကြပါနဲ့လို့သူကလမ်းမှာလိုက်ပြီးတော့နှိုးဆော်တာတဲ့အမဒီကနေ့ခေတ်အဲ့ဒီလိုလူမျိုးတောင်ရှိသင့်တယ်လို့ထင်တယ်နော် ြားတဲ့လူတွေသတိရရင်ကောင်းတာပေါ့ဟုတ်လားအင်းအဲ့ဒါလိုလိုက်ပြီးတော့អော်လာအဲ့ဒီလူလင်ကအဲ့ဒါလိုអော်ရင်းနဲ့တနေ့တော့ဗိမိတာရမင်းကြီးကဒေတာပတင်းဖွင့်ပြီးနန်းတော်ကနေပြီးတော့အဲ့ဒီလူလင်ရဲ့အတန်ကိုကြားလာကြားတဲ့အခါကျတော့မင်းကြီးကတကိုရီးရေရွတ်တယ်ဒီပုဂ္ဂိုလ်ဟာပစ္စည်းဥစ္စာအင်မတန်ပေါ်တဲ့ပုဂ္ဂိုလ်ပဲအတန်ကိုနားထောင်ပြီးတော့တည်တာတော့ဗိမိတာရအဲ့ဒီအတက်ပညာသူ့မှာရှိတယ်တည်လားဗိမိတာရ အဲ့လိုမင်းကြီးကဒီပုဂ္ဂိုလ်ဟာပြည့်စုံပေါ်တဲ့ပုဂ္ဂိုလ်ပဲပြည့်စုံသာသိချမ်းသာတဲ့ပုဂ္ဂိုလ်ပဲလို့ပြောတော့အဲ့ဒါကိုဘယင်ကြီးရဲ့ဟိုမိဖုရားတွေကတယောက်ပေါ့နော်မောင်မကြီးတယောက်ကကြားတယ်ကြားတဲ့အခါကျတော့မင်းကြီးတယောက်ကသွားအဲ့ဒီကောင်တော့ကိုလိုက်ရှာသူဘယ်သူလဲဘာလဲတိအောင်လုပ်ခဲ့အဲ့ဒါနဲ့အဲ့ဒီလိုပြန်လာတယ်အရှင်မအင်မတန်ဆင်းရဲပါလေရေဆော်လုပ်ပြီးတော့စားနေရခိုးကိုးရမရှိတူးတဲ့တကောင်ကျွတ်တမျက်နှာပါ တမင်းကြီးကိုသွားပြီးတော့သရုပ်တင်နေရှင်မင်းနေရအဲ့ဒါပစ္စည်းသိပ်ပေါ်တဲ့လူမဟုတ်ပါဘူးတဲ့သိပ်ဆင်းရဲတဲ့လူပါတဲ့တမင်းကြီးကဘာမှမပြောဘူးစိတ်ရှိဖဲနေတယ်။နောက်2ရက်3ရက်လောက်နေပြန်ရောအဲ့ဒီပုဂ္ဂိုလ်ရဲ့အတန်ကြားမြန်ရောကြားတော့မင်းကြီးကမနေနိုင်ဘူးပြောပြန်တယ်။ပစ္စည်းဥစ္စာသိပ်ပေါ်တဲ့လူပဲဒီလူ။အဲ့ဒီလူမျိုး3 4ကလောက်ပြောတော့ဒီမောင်မကြီးကစိတ်ဝင်စားတယ်။မင်းကြီးအလကားမပြောဘူး။ပစ္စည်းဥစ္စာမရှိဆင်းရဲတဲ့လူပါလို့ပြောတဲ့ကြားတဲ့က ဒီအတန်ကြားတိုင်းကြားတိုင်းသူပစ္စည်းတိတ်ပေါ်တဲ့လူလို့ပြောပြောနေတယ်။အဲ့ဒါနဲ့ဘာလို့လဲဆိုတော့အရှင်မင်းတွေကကျွန်တော်မျိုးမရေးသွားပြီးတော့စုံစမ်းမရရှိ။ဒါကြောင့်ရိတ်ခါများချီးမြှင့်တော်မူပါ။အဲ့ဒါနဲ့သူ့ကိုအစကြာတထောင်ပေးလိုက်တဲ့သွားစုံစမ်းချီ။အဲ့ဒါမောင်မကြီးကလဲတယ်ဗျာ။ဘာလို့ဆိုတော့သူ့ရဲ့အရွယ်ရောက်တဲ့သမီးကိုကခေါ်သွားတာ။နော်။ခေါ်သွားပြီးတော့အဲ့ဒီလူကလည်းနေလဲအကုန်စုံစမ်း။စုံစမ်းပြီးတော့ဒီပြည်ရင်ဒီမှာတဲပေးရစီလို့ပြောတော့ဒီပြည်ရင်ကလူတွေကတို့အိမ်မှာလူတွေများတယ်။ဟိုမှာ ဂုံဘဂောတကဆိုတာအဲ့ဒီလူလေးရဲ့နာမည်ကဂုံဘဂောတကသူကတူဦးလေးသမားသူတည်သွားပြီးတော့တင်းကြဆိုတော့တာမီနှစ်ယောက်အိမ်ရောက်လာဂုံဘဂောတကတနာကျင်တာတဲ့တဲ့လူဆိုတော့ဂိုင်တဲတာပေါ့လေဒါမှတည့်ရဖယ်ရမယ်အဲ့တော့နောက်တည့်ရရောက်တယ်လေတာမီနှစ်ယောက်ကမသွားဘူးအဲ့ဒီလူနေနဲ့ဘာလုပ်လို့ဆိုတော့အဲ့ဒီလူကတောက်ထဲနေရတာဆိုတော့ဘယ်ကောင်းကောင်းမွန်မွန်ချက်ပြုတ်စားနိုင်မလဲအဲ့ဒါဒကမကြီးကအလေကြီးဆိုတော့ဟုတ်လားအကုန်လုံးချက်ပြုတ်ပြီးတော့ ကျွေးတာဗျာအဲ့ဒီတော့သူကလည်းပဲအတုနဲ့တန်ရုံးရှင်နေနေဖြစ်နှစ်ရက်သုံးရက်တော့ခင်ဗျားတို့မသွားသေးဘူးလားအဲ့လိုနဲ့နောက်တော့ဦးဇင်းတို့စားတဲ့ပါတဲ့အတိုင်းအတိအကျတွေပြောတော့ပါဘူးဗျာဟုတ်လားသူသမီးနဲ့ရသွားရောဆိုပါစို့ဟုတ်လားအေးအဲ့လိုသမီးနဲ့ရသွားပြီဆိုတော့မှမောင်မကြီးကမလုပ်လဲဆိုတော့ဘီမင်းတရားကြီးကိုလှမ်းပြီးတော့အကြောင်းကြားတယ်ခုဒီလိုနဲ့သူတို့နဲ့တပေါင်းတစည်းတည်းဖြစ်သွားပါပြီ ဲ့ဒီတော့သူ့မှာရှိတဲ့လျှို့ဝှက်ထားတဲ့ပစ္စည်းတွေထွက်လာအောင် လုပ်ဖို့ပဲကြံတော့တယ်ဒီလူကဘာမှမသိဘူးဟုတ်လားအဲ့ဒါနဲ့ဘာလုပ်လဲဆိုတော့ငါဘာလုပ်ရမှာတုံးပေါ့အဲ့တော့ဒီမိဖုရားကြီးကဘာပြောလဲဆိုတော့ဒီလမ်းမှာနေတဲ့လူတွေအလုံးစုပြီးတော့ပွဲသဖြင့်ခံရမယ်ဒါဘင်းရဲ့အမိတ်ဒီတဲ့ပွဲသဖြင့်ခံတယ်ဆိုတော့တအိမ်ဘလောက်ကောက်မှာပေါ့ဗျာဟုတ်လားအေးအဲ့ဒါလိုကောက်ပြီးဆိုတော့အာချုပ်ပတ်စံမရှိဘူးမင်းမိတ်ဆိုတာမင်းပတ်စံမရှိဘူးလို့ပြောလို့မရဘူး မင်းတစုံတယောက်စီကသွားချီးပြီးတော့ပဲဖြစ်ဖြစ်ငှားပြီးတော့ပဲဖြစ်ဖြစ်မင်းရအောင်ရှာခဲ့ဟာခက်တာပဲဗျာခမည်းတော်ရောက်လာမှရှုပ်ရှုပ်တယ်ဟုတ်လားအဲ့လိုနဲ့မလုပ်လောင်ဆိုတော့မြကြီးတဲ့မြုပ်ထားတဲ့ဂရေ၄၀တဲကဒက်တပြားနှစ်တပြားတော့သူထုတ်ပြီးတော့ယူလာလေတဲ့ယူလာပြီးတော့ကဲကဲရော့ဒါနဲ့ဖြည့်ရှင်းလိုက်ဟိုဘီယူတော့အဲ့ဒီပက်ဆန်ကိုယူအဲ့ဒီပက်ဆန်ကိုမင်းကြီးတွေပို့ပြီးတော့သူ့အိတ်ထဲကပက်ဆန်နဲ့စိုက်ပြီးတော့ပွဲစဉ်လုပ်လိုက်တယ်။တက်တေကံပစ္စည်းကမရောက်သွားပြီးတော့နန်းတော်ရောက်သွားပြီ ဟုတ်လားနန်းတော်ရောက်သွားပြီအဲ့ဒါလို့နဲ့တတိကံပစ္စည်းလဲရပြီလေဆိုတော့မှမင်းချင်းတွေရောက်လာတယ်မင်းပစ္စည်းတွေအများကြီးရှိတယ်လို့ပြောတယ်ဒါကြောင့်ဘင်းမင်းတွေကမင်းကိုလိုက်ခဲ့ရအာကြံကြီးစီရဗျာကျွန်တော်မှမရှိပါဘူးအဲ့ဒီမှာအတင်းအကျပ်ခေါ်တဲ့အခါကျတော့ဟေးမင်းတို့ငါ့တမက်ကိုဘာလုပ်ကြတာလဲလာတယ်နော်အဲ့ဒီကြတော့မှသူတို့ကရှေ့ကနေဂျိုးပြီးတော့သွားနေတယ်တာမီးနှစ်ယောက်က မင်းကြီးတွေကဒီညင်းဆန်နေတဲ့လူကိုတခါတည်းတုံ့နှောင်ပြီးတော့ခေါ်လာအဲ့ဒါနဲ့ဘီမင်းရတဲ့ရောက်တော့မင်းမှာပစ္စည်းတွေအများကြီးရှိပါလေခင်ဗျဘာကြောင့်မင်းတို့ဖွဲ့ပြီးတော့နေရတယ်လဲမရှိပါဘူးမင်းရသူလိန်နှုံးပဲဟုတ်လားဘီရင်မင်းရကိုလည်းသူမယုံနိုင်ဘူးအဲ့ဒီတော့မှဘီရင်ကြီးကသူထုတ်ထားတဲ့တသက်ကံပစ္စည်းအတပြားကိုထုတ်ပြတယ်ဒါကြည့်အော်တယ်ဟာငါပတ်စံနေဘလို့ဒီရောက်နေတော့ပေါ့အဲ့ဒါနဲ့သူလျှောက်ပြီးတော့ကြည်တော့ ဟိုသားမင်းတယောက်ကနန်းတွင်းသူအဝတ်စားတွေနဲ့တောက်တောက်ပြောင်ပြောင်သူ့ကိုပြုံးပြီးတော့ကြည်နေကြ။အဲ့ဒီကြတော့မှသူအသေးပဲပေါက်တယ်။ဟုတ်လား။အဲ့ဒါနဲ့ဘင်းမင်းတရားရှီချောင်းမှာဒီလောက်ရှိတာကိုမင်းဘာဘူးလို့မပြောလို့ယုံကြည်ရမယ့်လူမရှိလို့ပါ။ငါမင်းတရားဟာယုံကြည်စရာမဟုတ်ဘူးလား။မမယုံကြည်လျာဆိုလို့ရှိရင်ပြောပါမယ်ဖျားဆိုပြီးတော့အဲ့ဒီတော့မှနေရာဒေသကိုပြောလှဲတွေပါတွေနဲ့သွားတိုက်။အဲ့ဒီမှာဘင်းကြီးကသူ့သမီးနဲ့ဒီအမျိုးကောင်းသားကိုပေးစား အဲ့မှာဘင်ကဗိမိတာတာဘင်ကအင်မတန်တော်တဲ့လူပဲဂရီ၄၀သောပစ္စည်းတွေကိုပိုင်ဆိုင်မှာလျှက်ခင်တယ်ကိုကိုကိုထိန်းနိုင်တယ်သိမ့်နိုင်တယ်နော်ကိုကိုကိုထိန်းနိုင်သိမ့်နိုင်တယ်ဆိုတဲ့အရှိသေးဟာလွယ်ဘူးဗျာမင်းတကယ်ကြီးမိုက်မြာအေးဒါကိုသဘောကျပြီးတော့သူ့ကိုမြတ်စွာဘုရားကြီးကိုခေါ်သွားတာဘင်ကြီးကဘင်ကြီးကသောတာပန်အရိယသူတော်ကောင်းကြီးလေတော့သူ့တမက်ကိုဘုရားကြီးခေါ်သွားတာ ေါ်သွားပြီးတော့မြတ်စွာဘုရားတဲ့ဒီလောက်တည်ကြည်တဲ့လူစံစည်းနိုင်တဲ့လူကိုဘုရားကျွန်တော်မျိုးကြီးမတွေ့ဘူးပါဘူးတဲ့အဲ့ဒီမှာအကြောင်းဆုံးမြတ်စွာဘုရားကိုရှောက်တယ်ရှောက်တော့မှမြတ်စွာဘုရားကတခါကြီးဒီသူတော်ကောင်းဟာကိုယ့်ကိုယ်ကိုစံစည်းနိုင်တယ်မှန်နေတဲ့လောကမှာမတရားမှုတွေနဲ့အသက်မွေးဝမ်းကြောင်းမှုပြုတာဒါဟာတကယ်ချမ်းသာစေချမ်းသာမှန်ကိုမရနိုင်ဘူးကိုယ့်ကိုယ်ကိုထိန်းထိန်းသိမ်းသိမ်းကောင်းကောင်းမွန်မွန်နဲ့ အကြီးအသေးရှိရှိကြိုးစားမှသာလေတကယ်ချမ်းသာတဲ့ချမ်းသာမှန်ကိုရနိုင်မယ်ဆိုပြီးတော့ကြီးပွားချမ်းသာကြောင်းတရား9ပါးကိုအဲ့ဒီမှာဟော